ီခေါက်မှာတော့ကျွန်တော်တို့ကမာရုပ်အဖွဲ့သားတွေကဒီလေးမျိုးမြစ်ကိုဖျက်ပြီးတော့ဒီဘက်အဖက်ကမ်းမှာရှိတဲ့တက်ကြသာဝေဝင်မျိုးနဲ့ဒိုင်းနက်ပေါ်တက်ကမဒီမျိုးတွေရဲ့ရင်ကျိမှုဘာလာကားနဲ့တလေးထုံးတမ်းတွေအကြောင်းကိုကျွန်တော်တို့သွားရောက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်။ မြမာပြည်နောက်ဘက်ခြမ်းကဂျူမတောင်တန်းကြီးနဲ့ပင်လယ်ပြင်ကြားဒေသဟာတခိုင်ပြည်တွေနန်းဆိုင်ရာဘီးရင်နိုင်ငံတော်ဟောင်းတစ်ခုတည်ရှိခဲ့တဲ့ဒေသဖြစ်ပါတယ်။စာပေရင်ကျေးမှုနဲ့ဘာသာတရားတို့ထွန်းပါခဲ့ရာအဖရခိုင်ပြည်ကြီးမှာလူမျိုးစုငယ်အသီးသီးအတူတကွာနေထိုင်လာခဲ့ကြပါတယ်။တခိုင်လူမျိုးတွေနဲ့အတူကမန်၊မျိုးခေါ်၊ခမီး၊မရမကြီး၊တက်၊ဒိုင်းနက်စတဲ့လူမျိုးစုတွေရခိုင်ကမ်းမြောင်ဒေသတစ်လျှောက်ပြန့်နှံ့နေထိုင်ကြပါတယ်။

မြစ်ဆာကြီးဒီတက်တိုင်းမျိုးကိုတိုက်ခိုက်ခဲ့ရကတက်လူမျိုးစစ်တုံးမှန်းတပေါင်းကိုဖမ်းဆီးပြီးအန်ဒီဒါတဝိုက်ချေချနေထိုင်ခဲ့ပါတယ် ဒိုင်းပြုတ်လောက်ရမှာကျွမ်းကျင်တဲ့ဒီအုပ်စုဟာဒိုင်းကိုဘင်းစီဆက်စီခဲ့တာကြောင့်ဒိုင်းတက်ကနေဒိုင်းနဲ့လူမျိုးဖြစ်1892ခုနှစ်မှာပြည်ဝင်စင်းသွင်းခံခဲ့ရတယ်လို့ဒေသခံတွေကယုံကြည်နေကြပါတယ်နိုင်ငံနဲ့ဘာသာစကားအသွင်မြင်တဲ့ယဉ်ကျေးမှုတူတဲ့လူမျိုးစုတွေဟာဒီကနေ့စစ်တကောင်းဒေသမှာရှိနေပါသေးတယ်။လူရည်တန်းတဲ့အခြေရှိတဲ့ဒိုင်းနတ်တို့ဟာ ဘင်္ဂလားဒေ့ရှ်ကတက္ကမကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာဗုဒ္ဓဘာသာကိုးကွယ်သူတွေဖြစ်ရှိနေကြတာပါမြန်မာပြည်မှာတော့ဒိုင်းနက်လို့ခေါ်တဲ့လူမျိုးစုဟာလူဦးရေ3000ကျော်လောက်ပဲရှိပါတယ်။ဒီဒိုင်းနက်လူမျိုးတွေရဲ့နေ့စဉ်သုံးဘာသာစကားတွေမှာကျွန်တော်ရှေးအောင်မကရစကားပါဠိစကားအသုံးအနှုန်းတွေကျွန်တော်တွေ့ရပါတယ်။ဥမာမနှောဆိုရင်စိတ်မာတာမိခင် စတဲ့အသုံးအနှုန်းတွေကိုနေ့စဉ် ုံးလုံးပြောဆိုနေကြတာကိုကျွန်တော်တွေ့ရှိရမှာပါအဲကြောင့်ဒီရှေးအောင်မာကရစကားနဲ့ပတ်သက်ပြီးတော့အကျိုးကြောင့်သိရအောင်လို့ဒီရွာတကြီးရွယ်ကိုတူးကိုကျွန်တော်တွားရောက်တွေ့ဆုံပြီးတော့မေးမြန်းကြည့်မှာပါဘောရမမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေဟာမာကရတိုင်းဒေသရဲ့မာကရစကားနဲ့ဖြစ်တယ်လို့ဗုဒ္ဓစာပေတွေမှာတွေ့မြင်ရတယ်လို့မာကရခေါ်ပါဠိဘာသာတွေက စကလုံးတွေနဲ့ဒိုင်းနတ်တို့သုံးဆွဲတဲ့စကလုံးတွေဘယ်လောက်ထိနီးစပ်တူညီပါသလဲဦးစိန်လာထွန်းဟာအိုးပြင်းအောင်ရွာကဒိုင်းနတ်လူမျိုးတစ်ယောက်ပါဆရာမင်းလိုပဲကျွန်တော်လည်းအင်းနေဖြစ်ရှင်ပါတယ်ကျွန်တော်တို့မှာကြတော့ဆရာတို့မှာလူတွေကိုခေါ်တာကိုကျွန်တော်တို့မှာမာနုစာလူခေါ်ရယ်ဆရာကိုလည်းကျွန်တော်မာနုပြခေါ်ပါမောဘလာဆရာရေဒီမှာဒီမကရမှာပါဠိမှာကြတော့မနုဿကျွန်တော်မှာကြတော့လေမာနုဿပါဆရာရေ အဲ့လိုခေါ်တယ်ပါနောက်တဲ့ကျွန်တော်မှာအမေကိုကြတော့မာသာအဖေကြတော့ဘာသာညီလေးကိုကြတော့ဘိုင်ဘိုင်သာညီလေးပေါ့အဲ့ဒါလိုကျိုးကျိုးဘယ်လိုပြောမလဲစားရီကိုကြတော့ပုတ်လို့ခေါ်ပါပုတ်စာအလေးမှာကြတော့ပုတ်တာပေါ့ညီလေးကိုကြတော့ဘိုင်သာအလေးမှာသာမှာကြတော့ဘက်တာ အဲ့ဒါနဲ့တူလူကျွန်တော်ဖြေခေါင်းကိုပြပါတယ်ဆရာကြီးစေတကောင်းလူတွေနဲ့လည်းကျွန်တော်တို့ပြောနေတဲ့စကားနဲ့လည်းတူပါတယ်ဆရာကြီးသူတို့မှကြတော့အင်္ဂလိပ်စကားနဲ့လည်းနေနေပါသွားတယ်ကျွန်တော်တို့မှလည်းတော့နေနေလောက်မြန်မာပြန်မှနေတော့ဘာမှအဆင်နာလည်းနေနေခက်ဆန်ဆန်ပါသွားတယ်အဲ့ဒီနေနေလောက်လီစံနေနေခွေးတာနေနေမှရှိတာ အမေတကြီးတော့တောင်းရတာကိုတွေ့ပါတယ်စီဒီပေါ်မှာရတယ်ဗျာဆမ္မဆမ္မဆမ္မဒူဘန်ချင်းဂေါ်ဒိုင်းနာတို့ပါဠိစကားပြောကြတာဟာတက္ကမလူမျိုးတွေနဲ့တူတာကြောင့်ကိုကိုကိုတက္ကမလူမျိုးဖြစ်ခံယူထားတယ်လို့ဆိုလာသူနောက်တစ်ယောက်ကတော့ဦးထွန်းလာအောင်ပါဟုတ်တယ်အော်တက္ကမလူမျိုးဆိုပြီးဟိုပြောနိုင်တဲ့ထောက်ပြကြတော့ကျွန်တော်တို့မှအခုပဲအခုကြတော့ကျွန်တော်တို့မှဘာသာစကားတစ်ခုပဲရှိတာကိုတက်ကြဆိုတာကတော့ ဟိုတကြတာကြီးဝင်လူမျိုးတွေကဆင်းသက်လာတဲ့ဟိုဟိုလို့သိရပါတယ်အဲ့ဒါလေတကြဟာဟိုကျွန်တော်တို့ဗုဒ္ဓစာပေတွေမှာတွေ့ရတွေ့လာရတဲ့ဟိုပါဠိစကားပေါ့အဲပါဠိစကားမှာ ပါဠိစကားဆင်းသက်လာလို့သိရတယ်ဒါပေမဲ့အဲ့ဒီစကားတွေကျွန်တော်တို့မှာကျွန်တော်တို့စကားတွေမှာပါဠိစကားပြည့်နေတဲ့အတွက်ဟဲ့လားတကြတာကြီးဆိုပြီးတော့ကျွန်တော်တို့ဟဲ့လားခံယူထားတာခံယူတာပါ ။နိုင်တဲ့လူမျိုးတွေရဲ့ရိုးရာကဟန်တွေဟာဘဲချေဘဲလက်ညာချေညာလက်စီးကြညင်ကြီးကခုံကြပြီးအိန္ဒိယကဟန်တွေနဲ့ဆင်တာကိုတွေ့မြင်ရပါပါ။အတပိုင်းကိုတောင်းဝင်ယူထားတဲ့မင်းပြမျိုးနယ်ရွှေတောင်ကျွေးရွာကဥစေဘိုးစိန်ကရှင်းပြမှာပါဒီချီလက်ခေါင်ခါကာဟန်လေးနဲ့ပတ်သက်ပြီးတော့ဗာဒီတခြားကာဟန်လေးနဲ့ကွဲပြားလဲဆိုတာရှင်းပြပြောင်းပါဟုတ်ကဲ့ ရှိလက်ကဟန်ကဟန်လေဆိုလို့ရှိရင်ကျွန်တော်မှတော့ဒါပေမဲ့ဒီကကျွန်တော်ကဒီအကဆိုလို့ရှိရင်ဟိုတုန်းကတော့ကျွန်တော်မှမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ကဟိုကကျွန်တော်အနောက်ကဒီအိန္ဒိယဘက်ကလာတဲ့အကကဟိုကထွင်ပြီးတော့ကျွန်တော်ကထားတာဒါပေမဲ့ဒီဥစ္စာတော့ကျွန်တော်လည်းရှိသေးသေးချာချာပိတ်ပြီးတော့နားမလည်သေးဘူးပေါ့ပြောပြလို့မရသေးဘူးဒါသူတို့နဲ့မင်းကြီးကကျွန်တော်ဒီမှာကပညာရှင်မရှိသေးဘူးအဲ့ဒါပြင်ရရင်တော့သူတို့စီအကားခေါ်ခေါ်ကိုပဲကျွန်တော်ထင်ပြီးတော့ဒီမှာတေးတေးရောက်ဖို့အနေနဲ့ပဲကနေရတဲ့သဘောရှိပါသေးတယ်။ဒီဒူရီယာပိုင်းကရောဘယ်လိုဒူရီယာတွေကိုအခြေခံပြီးတော့ ီးဟုတ်ကြတယ်ဗျာကျွန်တော်သိထားတယ်လို့ကတော့လူရကတော့ကျွန်တော်ကပလီရဲ့နောက်ပြီးတော့ဒီခင်းကုံလို့ပြောတယ်ဒီပဇန်နဲ့ပေါ့ခြာနဲ့အဲ့ဒါနဲ့မဟုတ်တယ်နောက်ပြီးတော့ဒီဝါးရေးပေါ့ဒါကပမာလို့တော့စေးပေါ့ကျွန်တော်ကတော့ဝါးဝါးကိုဒီလိုဟုတ်တာအဲ့ဒါသုံးမျိုးပဲသိတယ်အခုခင်းမှာဆိုလို့ချင်းတော့သူတို့စီမှာကတော့ဒီတခြားဒီအနောက်တိုင်းဂီတတွေနဲ့တီးပြီးတော့အစင်ပြင်းနေပြီကျွန်တော်အစီမှာတော့အဲ့လိုတွေ့ကျင်နေတီးမှုတဲ့တက်တက်လို့တွေမရှိသေးဘူးအဲ့ဒါကျွန်တော်နောက်ဆက်တဲ့သူတို့နဲ့ပူပေါင်းပြီးတော့မှကျွန်တော်သင်ရမှာဒါလေးတော့ဟုတ်ကဲ့ဟုတ်ကဲ့ ဦးထွန်းလောင်ဟာလက်ရှိမှာမူလာတန်းကျောင်းဆရာတူဦးဖြစ်တာဝန်ထမ်းဆောင်နေပြီးဒိုင်းနယ်လူမျိုးတွေရဲ့စာပေနဲ့ယဉ်ကျေးမှုတွေပြန်လည်ပေါ်ထုတ်ဖို့အားတန်နေတဲ့သူပါသူ့အတွက်အကြီးမားဆုံးရည်ရွယ်ချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ရခိုင်ပြည်မင်းတီလက်ထက်တုန်းကအမမိတ်ဆက်ကြီးနိုင်ငံကိုတွားတိုက်တဲ့အခါအဲသူတို့ကကျွန်တော်တို့မိတ်ဆက်ကြီးဘီရင်ကဆက်ရှုံတော့ဒီဘက်ကိုကျွန်တော်တို့ရခိုင်ဘက်ကိုခေါ်လာတော့မင်းတီကသူတို့ကျွန်တော်တို့ကို

ဒိုင်းနဲ့လူမျိုးတွေဟာသူတို့ရဲ့မူလမျိုးရိုးနာမည်ဖြစ်တဲ့တက္ကမဆိုတဲ့နာမည်ကိုပြောင်းလဲဖို့ကြိုးစားနေပြီးစစ်တကောင်းနယ်ရှိမျိုးနယ်တူတက္ကမလူမျိုးတွေထံမှဘာသာစကားတင်ယိုညွန်းတဲ့တွေနဲ့ရင်းကျေးမှုလူပညာတို့ကိုပြန်လည်လေ့လာနေကြပါပြီ။ ဘာကြောင့်ဒိုင်းနတ်ကနေတက္ကမလို့နာမည်ပြောင်းရင်ရတဲ့အကြောင်းရင်းကိုတက္ကမလူမျိုးဆရာတော်အရှင်ဇောတိပါလာကရှင်းပြမှာပါဆရာတော်ဟာတက္ကမမျိုးသားနေဖြစ်အောင်ကြိုးပမ်းခဲ့ပြီးတက်ကြတာကီတက္ကမလူမျိုးဖြစ်စဉ်တမိုင်းစာအုပ်ကိုရေးသားပြုစုခဲ့ပါတယ်ဦးဇင်းတို့ဘာကြောင့်ပြောင်းရင်လဲဆိုတော့အခုဦးဇင်းတို့လူမျိုးတွေရှိတဲ့အောင်မှာအိန္ဒိယမှာဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့လူမျိုးတွေကသူတို့တို့ဒိုင်းနတ်လို့မခေါ်ဘူးဒိုင်းနတ်ခေါ်ရင်မကြိုက်ဘူးဦးဇင်းတို့လည်းဒီကလူတွေကလည်းဒိုင်းနတ်ခေါ်တာမကြိုက်ဘူးဘာလို့ဆိုကိုကိုတိုင်းပြေးတယ်နိုင်မဟုတ်ဘူး သူတို့ကဒီဒိုင်းနဲ့ခိုးရမ်းလာပြီးသတုံးပန်းအနေနဲ့နေကြတဲ့တုန်းကဒီကထိုင်တင်ကဖေးကြတဲ့နာမည်ဖြစ်နေတယ်။မိမိခေါ်တဲ့နာမည်မဟုတ်ဘူး။သင်ပြောလို့ရှိရင်ကိုယ်ပိုင်ဘုရင်စနစ်ရှိရတဲ့နဲ့တတ်တတ်ပြီးဟိုပါပေါ့တုံဆုံတဲ့ပုံစံမျိုးနဲ့ဖေးကြတဲ့နာမည်ဖြစ်နေလို့ကိုယ်တင်ကမိ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 ရဲ့နာမည်မဟုတ်ဘူးမိမိခေါ်တဲ့နာမည်လည်းမဟုတ်ဘူးဆိုတော့ကိုယ်တင်ကဒီနာမည်ကိုမကြိုက်ဘူး။မိမိမူရင်းနာမည်ကကြောက်စာမှာစာပါရဲတဲ့နဲ့ဥမာတက္ကမဆိုတော့ပါရဲတဲ့နဲ့မိမိခေါ်လာတဲ့တက္ကမလို့ဖြစ်ရတဲ့နဲ့အဲ့ဒါအဲ့ဒါကိုစာတွေးတဲ့အချိန်ကျတော့သူတင်နာလုပ်ပြီးတော့စာတွေးတဲ့အချိန်ကျတော့ဦးတင်က ဒီရောက်ပဲဦးတို့ကဘာလဲဘာလို့ဆိုတော့ universe ရဲ့အနေနဲ့ဦးတို့ဆက်သွေနိုင်ဖို့ဆိုရင်နိုင်ငံတကာမှာကဦးတို့ဒီသက္ကမပဲတွင်ကြတယ်ဒိုင်းနေဆိုရင်ဒီမှမသိဘူးနောက်ဆုံးဦးတို့ရခိုင်ပြည်တောင်ပိုင်းကလူတွေတော့မှဒိုင်းနေဆိုတော့ဘယ်မှမသိကြဘူးလလမ်းမီရဲ့လိုပဲသိကြတယ်အဲ့လိုအခမ်းအနားတကြောင်းရေနောက်တစ်ကြောင်းကဦးတို့ဘယ်သူဒိုင်းနေဆိုတဲ့နာမည်ကတွန်နာနေပုံစံမျိုးဖြစ်နေတယ်သူတို့ကဒိုင်းနေငူခွန်ဖွဲ့ခဲ့တယ်ဖွဲ့ခဲ့မှငါသိငါသိမှနေကြလေလုခကြပုံစံမျိုးနဲ့ခေါ်ခဲ့တဲ့နာမည်ဖြစ်နေတယ်ဦးတို့အဲ့ကြောင့်မလို့ဒီဒိုင်းနေနာမည်ကိုတစ်ချိန်ချင်းဦးတို့ဖောက်ဖို့လို့ဇန်နဝါရီ9ရက်ဦးတို့ဇန်နဝါရီ ခုနှစ်ရက်ကိုအမျိုးသားနေ့ဦးဇင်းတို့တက္ကမအမျိုးသားနေ့ကျင်းပါတယ်ဦးဇင်းတို့ကျင်းပါရခြင်းရည်ချင်းချင်းမှလည်းအဲဒီဒိုင်းနဲ့နိုင်ကိုတစ်ပြေးပြေးဖောက်ပြီးတော့အဲ့လိုလုပ်ဖို့ရည်ချင်တယ်ဦးဇင်းတို့အမျိုးသားနေ့ကျင်းပါမြန်မာနိုင်ငံရဲ့အစောဆုံးလူမျိုးစုကြီးတွေဖြစ်တဲ့ပြူကန်းရံတက်လူမျိုးစုကြီးတွေကမှပြူနဲ့ကန်းရံလူမျိုးစုတွေကတော့ယနေ့ခေတ်အချိန်ခါမှာပြောက်ွယ်သွားပါပြီ။ဒါပေမဲ့ဒီရခိုင်ဒေသမှာတော့ဒိုင်းနဲ့လိုအမိတွေနေတဲ့အရှိတက်မျိုးနွယ်စုဝင်တိုင်းရင်းသားတွေကျန်ရှိနေပါသေးတယ်။သူတို့ဟာလည်းသူတို့ရဲ့ 设备先进，目前特里土壤里没龟标大物种，就咱勇敢听听你意见吧。